ညနာကိုပြုတ်ပြင်လိုက်လို့အရင်မျက်နှာနဲ့မတူတော့ဘဲရုပ်ပြောင်းသွားတဲ့အနုပညာရှင်၅ယောက်ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျန်နိတ်ကမှာအနုပညာရှင်တွေတာမကတာမန်လူတွေပါအများဆုံးပြုတ်လောက်ကြတာကတော့ညနာကိုခွဲစိတ်ပြုတ်ပြင်ကြတာပါ။အလုံးလေးတည်ကြတဲ့အတိုင်းအခုချိန်မှာတော့ရုပ်ဆိုးတဲ့လူတွေတောင်ကိုရီးယားမင်းသားမင်းသမီးတွေလိုမျိုးလှပအောင်ပြောင်းလဲသွားအောင်ငွေကြေးများစွာအကုန်ကြားခံပြီးတော့ပြောင်းလဲနိုင်ပါပြီ အခုလက်တလုံးမှာဆိုရင်ရုပ်ရှင်တရုပ်ဆောင်မင်းသမီးဖွဖွေးဟာမျက်နှာကိုခွဲစိတ်ပြပြင်ပြီးရဲ့နောက်အရင်မူလာမျက်နှာပြောက်ပြီးတော့ဆေးစိုးပန်းရဲမျက်နှာဖြစ်သွားတာကိုမြင်တွေ့ရပါတယ်။ဒီဗီဒီယိုထဲမှာတော့မျက်နှာကိုငွေကုန်ကြေးချခံပြီးတော့အကြီးကျယ်ခွဲစိတ်ပြပြင်လိုက်တာကြောင့်အရင်နဲ့မတူဘဲပြောင်းလဲကြီးပြောင်းလဲသွားရတဲ့အနုပညာရှင်၅ယောက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၁ရန်အောင် ရောင်ရှင်လောကမှာကိုရင်လေးလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့မင်းသားရန်အောင်ဟာမျက်နှာကိုအကြီးစားခွဲစိတ်ပြုပြင်ထားတဲ့အနုပညာရှင်တဦးပါအခုဆိုရင်တော့ကိုရင်လေးခေါ်ရန်အောင်ကအသက်60အရွယ်ရောက်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့အသက်40ကျော်အရွယ်လောက်သာထင်ရတာကမျက်နှာကိုအကြီးကျယ်ခွဲစိတ်ပြုပြင်ခြင်းရဲ့အကျိုးကျေးဇူးလို့ဆိုရမှာဖြစ်ပါတယ်မင်းသားရန်အောင်ဟာငယ်စဉ်ကတည်းကမင်းကလေးတိုင်းကြိုက်တဲ့နှင်းစီကိုင်မင်းသားကျော်တလက်ဖြစ်လာခဲ့တယ်လို့အခုအသက်ကြီးလာပြီးရဲ့နောက်ခွဲစိတ်ပြုပြင်အပြီးမှာလည်းခံကြောကြီးဖြစ်နေပါသေးတယ်နံပါတ်1ပိုးကြဖြူခင်မျက်နှာကို ကြီးကျယ်ခွဲစိတ်ပြုပြင်လိုက်တာကြောင့်အရင်ယုံနဲ့မတူတော့ပဲပြောင်းလဲသွားတဲ့အနုပညာရှင်တဲမှာရတနာပီကေထွန်းရဲ့ဇနီးတဲ့တရုတ်ဆောင်ဘိုးကြဖြူခင်လဲပါဝင်ပါတယ်။ MRTV4 ရုပ်သံဇလန်တွဲတွေကနေနာမည်ကြီးလာတဲ့တရုတ်ဆောင်မင်းသမီးဘိုးကြဖြူခင်ဟာဇလန်တွဲတွေရိုက်ပြီးတော့ပြည်သက်တွေရှေ့ကိုစတင် ရောက်ရှိလာချိန်မှာဒီလိုမျိုးမျက်နှာပုံစံမျိုးမဟုတ်ပါဘူး။အထူးသဖြင့်တော့ဘိုးကြဖြူခင်ရဲ့မျက်နှာကတွေ့ပြီးတော့နှာခေါင်းကြီးနေရပါ ဒါပေမဲ့လည်းအရန်ကိုကြည်ကြည်တက်ချမ်းသာတဲ့ရွှေတထေးကြီးပီကေထုံးနဲ့လက်ထက်အပြေးမှာတော့ပိုးကြပြုခင်ကသူမရဲ့မျက်နှာကိုခွဲစိတ်ပြုပြင်လိုက်ပါ诶အခုဆိုရင်တော့ပိုးကြပြုခင်ရဲ့မျက်နှာကသူမအနုပညာလောကရဲ့ကိုစတင်ဝင်ရောက်လာစဉ်ကမျက်နှာနဲ့နည်းနည်းတောင်မတူတော့ပါဘူးဒါပေမဲ့လည်းအရင်ကထက်ပိုချောလာတာကတော့သိကြပါဗျနံပါတ်3ဇေယဲထက် အခုချိန်မှာအနုပညာလောကမှာအလုပ်တွေမလုပ်တော့တဲ့မင်းသားစီရင်ထက်ကလည်းမြမရုပ်ရှင်လောကမှာမျက်နှာကိုအကြီးကျယ်ခွဲစိတ်ပြပြင်ထားတဲ့မင်းသားတလက်ဖြစ်ပါတယ်။အရင်လိုမျိုးဗီဒီယိုတစ်ခေတ်မှာမိန်းကလေးပရိသတ်တွေရဲ့တန်တန်ဆွဲဖြစ်ခဲ့ရတဲ့မင်းသားစီရင်ထက်ဟာအခုနောက်ပိုင်းမှာတော့ထိုင်းနိုင်ငံမှာမျက်နှာကိုအကြီးကျယ်ခွဲစိတ်ပြပြင်ခဲ့ပါတယ်။ဒါကြောင့်လည်းအရင်နဲ့မတူပဲပြောင်းလဲသွားတာပါ။ဒါပေမဲ့လည်းတချို့ပရိသတ်တွေကတော့ဇေယျထက်ဟာမျက်နှာကိုခွဲစိတ်ပြပြင်အပြီးမှာမိဖို့ကိုဇောက်ထိုးထားတဲ့ပုံစံဖြစ်သွားတယ်လို့ဝေဖန်မှုတွေရှိပါတယ်။ နံပါတ်၄နေကြည်ဦးမျက်နှာကိုခွဲစိတ်ပြပြင်ထားတဲ့အနုပညာရှင်တွေအကြောင်းပြောကြားတဲ့အခါမဖြစ်မနေထည့်ပြောရမယ့်သူကတော့နိုင်ငံကျော် beauty vlogger ဆယ်လီနေကြည်ဦးပါပရိသတ်တွေအားလုံးတည်ထားကြတဲ့အတိုင်းထိတ်တန့်ခရိုနီစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့သမီးဖြစ်တဲ့လို့ကိုရိုင်းကလည်းအလှပရေးရာ vlogger တယောက်ဖြစ်တဲ့နေကြည်ဦးဟာမျက်နှာတစ်ခုလုံးနီးပါးကိုခွဲစိတ်ပြပြင်ထားတဲ့သူပါဒါပြင်နေကြည်ဦးဟာမျက်နှာကိုပြပြင်ထားတဲ့သူမရဲ့အတွေ့အကြုံတွေကိုလည်းမကြာခဏမျှဝေလေးရှိပါတယ် နံပါတ်5တဲစုငိန် Miss Grand International 2024ပြိုင်ပွဲဝင်ပြီးတဲ့နောက်တနင်္ဂနွေလုံးရဲ့အချက်တွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့အလမဲလေးတဲစုငိန်ဟာမျက်နှာကိုကြီးကျယ်ခွဲစိတ်ပြပြန်ထားတဲ့အမှုပညာရှင်ရင်းထဲမှာပါဝင်ပါတယ်တဲဆုံငိန်က Miss Grand မြန်မာအဖြစ်ရွေးချယ်ခံရပြီးမှထူးအလွန်ရဲ့စီမံမှုနဲ့အတူမျက်နှာရောရှင်ဘက်ပါဒီကုလုံးကိုခွဲစိတ်ပြပြန်ထားတာဖြစ်ပါတယ်။ပို့ပြီးတော့ချက်စရာကောင်းလာတာကတော့အမှန်ပါပဲ။မျက်နှာခွဲစိတ်ထားတဲ့အမှုပညာရှင်တွေရှင်းရင်လည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။